သူ့ကိုသူ့ရဲ့ယောက်ျားကဘိုက်ကြီးနဲ့နှင်ချလိုက်တယ်ဆိုတဲ့အကြောင်းကြားပြီးကျမရန်ဒေါ်လာထွက်ပြီးတော့ကျမဒီဗီဒီယိုကိုလုံးမိမတွေကအိမ်အောင်ပြုတ်ပြီးလို့ရှင်ဘာဖြစ်မှကြောက်ကြလဲရှိလားတခုလက်ဖြစ်မှကြောက်ကြတယ်ယောက်ျားနဲ့မိမအိမ်အောင်ကွဲသွားဇက် RTN မျိုးများအားလုံးမင်္ဂလာပါရှင့်ဒီဗီဒီယိုလေးကအချစ်ရဲ့အိမ်အောင်ရဲ့အတွက်အတိပညာဘ ഹു သူတရစရာကောင်းတဲ့အတွက်ကြောင့်တင်ဆက်ပေးလိုက်ပါရရှင့်ကျမနဲ့အတူကြည့်ဖို့ဖိတ်ခေါ်ပါရရှင့် ကျွန်မတို့ကျွန်မရဲ့ message မှာ message request မှာ အမတယောက်ကအစာရှေးလက်ပို့ထားတယ်သူကိုသူ့ရဲ့ယောက်ျားကဗိုက်ကြီးနဲ့နှင်ချလိုက်တယ်ဆိုတဲ့အကြောင်းကြားပြီးကျမရန်တော်ရထွက်ပြီးတော့ကျမဒီဗီဒီယိုကိုလုပ်လိုက်တာပါ။မိန်းမတွေကအိမ်အောင်ပြုပြီးလို့ရှိရင်ဘာဖြစ်မှကြောက်ကြလဲရှိလား။တခုလက်ဖြစ်မှကြောက်ကြရတယ်။ယောက်ျားနဲ့မိန်းမအိမ်အောင်ကွဲသွားပြီးဆိုလို့ရှိရင်ယောက်ျားတခုလက်ကိုဘာမှစိတ်ဝင်စားကြဘူး။မိန်းမတခုလက်ကြလို့ရှိရင်သူတို့စော်ကားကျင်ကြတယ်၊ကဲ့ရဲ့ကျင်ကြတယ်၊ဝေဖန်ကျင်ကြတယ်။အခုကထိပါကြီးအထိကပါကြီးပါလှုပ်ကျင်ကြတယ်။ တခုလက်ဆိုလို့ရှိရင်ဟဲ့ဒီကောင်မကတခုလက်ကြီးဆိုပြီးတော့စော်ကားချင်ကြတာရောတခြားယောက်ျားတွေရတယ်တခုလက်ဆိုတဲ့တခုလက်ဆိုလို့ရှိရင်အလွယ်ရမယ်လို့ကြံကြတယ်အဲ့ဒါမိန်းမအဲ့ဒါကြောင့်မိန်းမတွေကတခုလက်ဖြစ်မှာကြောက်ကြတယ်မိန်းမတွေရဲ့အိမ်တမီးရှင်တွေကသူတို့တမီးတခုလက်ဖြစ်မှာကြောက်ကြတယ်ဒါကြောင့်သူတို့ကကြိတ်မှကြတယ်ညင်အိမ်တော်ကွဲငါတို့စီပြန်မလာနဲ့ငါတို့အချက်မကွဲငါတို့အချက်မကွဲချင်ဘူးငါတို့ပတ်ဝန်းကျင်မှာပြောကြမယ်ဆိုပြီးတော့မိန်းမတွေကအဲ့ဒီတံကိုခံရတယ် အဲ့ဒါကြောင့်သူ့အိမ်အချက်အမ်သူ့အိမ်အချက်မကွဲအောင်ပြီးတော့သူ့အိမ်ကိုလည်းသူပြန်သွားလို့မရတော့ဘူးပြီးတော့သူကိုယ်တိုင်ကလည်းအချက်မကွဲအောင်စော်ကားမခံရအောင်ဆိုပြီးတော့ဒီရောက်ခမကြီးဒီခြာဒီရောင်းမဒီရောင်းမတွေဒီလင်းတွေနှိပ်စက်တာအကုန်လုံးသူတို့ခံရတယ်တခါလေဒီလင်းရဲ့ဖောက်ပြန်တဲ့တခြားမိန်းမရဲ့စော်ကားတာပဲသူတို့ခံရတယ်ဘာဖြစ်လို့လဲဆိုတော့တခုလက်ဆိုတဲ့နာမည်ကိုသူတို့မလိုချင်တဲ့အတွက်ကျမတို့ဇက်လန်းနေကြဘူးကြတယ်အဲသူတို့နှစ်ယောက်လက်ထပ်ပြီးတာကမှအဲသူ့ကျဲ့ ตาရဲ့ตาရှင်ရဲ့ตาရှင်တွေကဒီနှစ်ယောက်ကိုလိုက်ပြီးတော့ဖွဲကြတယ်လက်ဖက်လက်ထပ်ပြီးရလို့ရှင်ကျမတို့စဉ်းစားကြည့်ကြည့်လေနှစ်ယောက်လုံးကလူပြိုအပြိုတွေမဟုတ်ကြတော့ဘူးလူလွတ်တွေမဟုတ်ကြတော့ဘူးအဲ့ဒါတော့သူတို့လိုက်ပြီးတော့ဖွဲကြတယ်ဘာဖြစ်လို့လဲဆိုတော့ตาရှင်တွေကစဉ်းစားထားတာဗာလဲဆိုတော့သူတို့ตาကလှေကားသုံးထက်ဆင်းလို့ရှင်လူပြိုပြန်ဖြစ်တယ်အိမ်အောင်ကွဲဝိုင်းရင်တော့သူတို့သားအေးဆေးပဲဘာမှထိခိုက်မှုမရှိဘူးဘာမှနှင်းတာမှုမရှိဘူးလို့ထင်တဲ့အတွက်ကြောင့်အန်သားရှင်တွေကဒီလင်မယားကိုခွဲကြရတယ်ပေါ့နော်အန်ပေါင်းတင်းနေတဲ့လင်မယားတွေမှာလည်း ဓကမတွေကသူတို့သားဓကမတွေအသားစီးရပဲနေတယ်နှိမ့်ဆက်ကြတယ်နင်တို့ခံကျင်ခံမခံလို့ရှိရင်နင်တို့ခံနိုင်ခံနိုင်မခံနိုင်လို့ရှိရင်အိမ်ပေါ်ထွက်သွားဘာဖြစ်လို့လဲဆိုတော့သူတို့သားတွေကဘာမှနင့်နာမှုမရှိဘူးလို့သူတို့ခံယူထားတဲ့အတွက်ယူဆရတဲ့အတွက်ဒါအမှန်တရားဖြစ်နေတဲ့အတွက်ကြောင့်သူတို့အပေါ်စီးရပဲဒါကြောင့်တားရှင်တွေကဘာဖြစ်လို့မာနကြီးနေရလဲဆိုရင်အဲ့ဒါကြောင့်ပဲဘာဖြစ်လို့လဲဆိုတော့မိမတွေကတအိမ်ပါပြီးခလေးမိုးနေတဲ့အတွက်တခုတည်းနဲ့တင်ဒီအားလုံးကိုသူတို့ခံရတာပတ်ဝန်းကျင်ကစော်ကားတာခံရတယ်ရင်စော်ကားတာခံရတယ်ရောင်မစော်ကားတာခံရတယ် ရောက်ခမဆော်ရတာခံရတယ်။ခလေးမွေးနိုင်ပြီးတော့တိမ်ပါတဲ့ဟာတခုတည်းအတွက်နဲ့ဒါကြောင့်တားရှင်နေတားရှင်အမေတွေမှာသမီးလေးရှိလာလို့ရှိရင်တို့တက်မှတ်ကိုပို့ပြီးတော့အပစာပေးကြရဲဆိုတာဘာဖြစ်လို့လဲဆိုတော့တို့မှလည်းအဲ့ဒီယူဆရှိရဲတို့သမီးတို့တို့ခုလည်းမဖြစ်စေချင်ကြဘူးဒါပေမဲ့သူများတို့သားရဲ့မိန်းမတို့ရဲ့ချွေးမတခုလည်းဖြစ်သွားရင်လည်းရတယ်ဘာဖြစ်လို့လဲဆိုတော့နင့်နာတို့ကတို့သားမဟုတ်ဘူးဒါပေမဲ့တို့သမီးကြရင်တော့တခုလည်းမဖြစ်ချင်ကြဘူးတို့တက်မှတ်ကိုတို့အပစာပေးပြီးတော့အဲ့လိုမျိုးရမယ် ဘယ်လိုပြောရမလဲတအားရရန်ချိုပြောတအားချိုတာပြီးတော့ကြည့်လဲမလားအဲ့လိုမျိုးဆက်ဆံကြတာဘာဖြစ်လို့လဲဆိုတော့သူတို့သမီးတစ်ခုလည်းမဖြစ်စေချင်တဲ့အတွက်ဒါပဲအဖေရှင်းရှင်းလေးပဲအခုကိုဝင်နဲ့နှင်ချခံရတဲ့အမလည်းအဲ့လိုပဲဘာဖြစ်လဲဆိုတော့သူတို့တာမကိုဝင်မရှိဘူးသူတို့တာကိုဝင်မဆောင်နိုင်ဘူးဒီကိုဝင်နဲ့အမကိုနှင်ချလိုက်လို့ရှင်လေသူတို့ဘာမှသူကြီးမနဲ့နာပါဘူးသူတို့မိသားစုလည်းဘာသူကြီးမနဲ့နာပါဘူးသူတို့တာနောက်မိန်းမယူမယ် ဒီအမကကြတော့ခလေးမွေခလေးမွေပြီးတော့ဘဝအောင်တယောက်တည်းရုန်းကန်သူတို့မှဘာမှနင်းနာစရာမရှိဘူးအဲ့ဒီအတွက်သူတို့တွေကမယိုင်းစော်ကားပြီးတော့ရောက်တတ်နေကြတာဒီလားအဓိကလိုအပ်တာကဘာတူလဲဆိုတော့တမီးရှင်တွေကလိုတာတမီးရှင်တွေကဘာဖြစ်ရမလဲဆိုတော့သူတို့ရဲ့တမီးရဲ့အနောက်မှာမမမမရက်တည်ပြရမှာဟဲ့မကောင်းမှာဒီကောင်မပေါင်းလာမပေါင်းနဲ့အိမ်ပြန်လာခဲ့အဖေရှိရအမေရှိရအမရှိရအကိုရှိရအဲ့လိုဖြစ်နေရမှာအခုဟာသူတို့ ိမ်နေရတယ်သူတို့ပြန်ပြီးတော့လက်မခံဘူးပြန်လာတော့အိမ်အောင်ကွဲပြီးတော့ပြန်မလာနဲ့နော်အိမ်အောင်ကွဲပြီးပြန်လာတော့ညို့ငါတို့ကရိုက်တက်မှာအဲ့လိုကြီးပြောကြတာလေတချို့ရှိရမလားတချို့သိရမလားအိမ်အောင်ကလုံးဝမကွဲလာနဲ့ခုလက်ဆိုတဲ့တခုလက်ဆိုတဲ့နာမည်မျိုးငါတို့အမျိုးမှမရှိစေနဲ့ဆိုတာမျိုးရှိလို့မိန်းမတွေကဒီလိုတီးခံနေကြရတာတမိရှင်တွေလည်းအများကြီးလူတယ်တိလားကျမကတော့အယံဒေါ်ရထွက်တယ်အယံဒေါ်ရထွက်ပြီးတော့မနေနိုင်မထိုင်နိုင်နဲ့သူတို့အရှိကြီးပြောလိုက်ရတာပေါ့နော်တော့မှအရှိကြီးပြန်တော့အောင်မယ် ီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုတော့ကို့အမြင်ကို့ခံစားချက် ကို့အတွေ့အကြုံလေးတွေကိုလည်းမျှဝေပေးခဲ့ပါဦးရှင်။ကျမတို့တင်ဆက်သမျှမလွတ်တမ်းကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ ZRTN channel